ရခိုင်မကိုးဆက်ဆက်ဒေသပဒေါင်းမြို့နယ်မှာရှိတဲ့ညောင်ကျိုးစခန်းကိုနှစ်လနီးပါးတိုက်ခိုက်ပြီးနောက်အရခတ်တပ်တော် AA ကသိမ်းပိုက်လိုက်ပြီလို့ Western News ကဖော်ပြပါတယ်။မလ၁ရက်မှာစစ်ကောင်စီတပ်တွေစတင်ဆုတ်ခွာပြီးညောင်ခြေထောက်နဲ့အုပ်ရှိပင်ဘက်ကိုဥတီဆုတ်ခွာသွားပေမဲ့ညောင်ခြေထောက်မရောက်ခင်ချင်းကုန်းကနေပြန်ပြီးခုခံနိုင်ခြေရှိတယ်လို့စစ်ဘက်သတင်းရက်ွက်တွေကဆိုပါတယ်။ ညောင်ကျိုးတိုက်ပွဲမှာစစ်ကောင်စီဘက်ကယာနဲ့ချီတေဆုံးတရာရပြီးလက်နက်များစွာကိုအေအေဘက်ကသိမ်းဆီးရမိတယ်လို့ဖော်ပြပါတယ်။အေအေကတော့ညောင်ကျိုးစခန်းသိမ်းတာနဲ့ပတ်သက်ပြီးသတင်းမထုတ်ပြန်သေးပါဘူး။ညောင်ကျိုးဟာဘကိုးတိုက်တဲမှာအေအေသိမ်းပိုက်တဲ့ဒုတိယစခန်းဖြစ်ပြီးပထမဆုံးသိမ်းပိုက်တဲ့စခန်းကတော့ဇန်နဝါရီ26ကသိမ်းပိုက်ခဲ့တဲ့မိုးထီတောင်ဖြစ်ပါတယ်။ ကချင်ပြည်နယ်ဖားကတ်မြို့နယ်ဝါဒါစုကြီးရွာကနေရှဒူးစုကြီးရွာဘက်ကိုခြေတက်လာတဲ့စစ်ကောင်စီလက်အောက်ခံမင်းစေတန့်ပြည်သူစစ်တပ်ဖွဲ့ဝင်တွေကိုကချင်လွတ်လပ်ရေးတပ်မတော် KYA ကကြားပြတ်တိုက်ခိုက်ရမှာ၁၀ဦးကျော်သေဆုံးပြီး20ခန့်ဒဏ်ရာရတယ်လို့ The 74 Media ကဖော်ပြပါတယ်။အင်အား90ခန့်ပါတဲ့အဲ့ဒီစစ်ကြောင်းကိုမတ်လ14ရက် မနေ့ခုနှစ်နိုင်ကမှပရိသာမိုင်းနဲ့တိုက်ခိုက်တာဖြစ်ပြီး18ဦးခန့်သေပြီး25ဦးခန့်ဒဏ်ရာရတယ်လို့ KIA တပ်ဖွဲ့ဝင်တူကပြောပါတယ်။နေမြေရှင်းလင်းပြီးလက်နက်ကောက်ဖို့လုပ်နေစဉ်မှာ Jet Fighter လေးရင်20ရောက်လာပြီးဘုံကျဲတဲ့အတွက်အခြေအနေသေးစိတ်မသိရသေးဘူးလို့ဖော်ပြထားပါတယ်။ရှမ်းမြောက်ဒေသနောင်ချုံမြို့နယ်တောင်ခမ်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့တဟန်းမျိုးသားလူမျိုးတပ်မတော် TNL တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီဘက်က အစိမ့်ငွေလို ယူဆရတဲ့ဘုံတွေကိုအသုံးပြုတိုက်ခိုက်နေတယ်လို့ရွှေဖီမြေကဖော်ပြပါတယ်မလဆက်သမီးရဲ့တိုက်ပွဲမှာစစ်လီရင်ကဘုံ၁၅လုံးကျဲပြီးအဲ့ဒီဘုံတွေတဲက9လုံးဟာအဖြူရောင်မီးခိုးထွက်ပြီး ရှစ်လုံးကအနေရောင်မီးခိုးထွက်တယ်အစိမ့်ငွေဟုတ်မဟုတ် အတီးပြုတ်နိုင်ဖို့စီစစ်နေစေလို့ဆိုပါတယ်ဆက်သွင်းရမနေ့ပိုင်းကနေ14ရက်မနေ့9နိုင်လောက်ထိတိုက်ပွဲပြင်းထန်နေခဲ့ရာကနေ့လယ်ပိုင်းမှာ မြေပြင်တိုက်ပွဲပြန်လည်ငြိမ်သက်နေပြီးလက်နက်ကြီးနဲ့ပစ်တာတွေလည်းဆက်ရှိနေတယ်လို့ဖော်ပြထားပါတယ်မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလှကြီးရွာဈေးဆိုင်တန်းကိုစစ်လေရင်ကဘုံကျဲတဲ့အတွက် ကလေးငယ်6ဦးပါဝင်ဒေသခံပြည်သူ28ဦးသေဆုံးပြီး30ခန့်ဒဏ်ရာရတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကသတင်းထုတ်ပြန်ပါတယ်မလာ၁၄ရက်မွန်းလွဲ3နိုင်ဝန်းကျင်မှာတိုက်လေရင်တွေကကြေးရွာဈေးတန်းကိုဘုံကျဲတာဖြစ်ပြီးဒီဒေသမှာမြေပြင်တိုက်ပွဲမရှိဘူးလို့ဖော်ပြထားပါတယ်ပြီးခဲ့တဲ့မလာ၄ရက်ကလည်းလက်ပံလာရွာကို အလားတူဘုံကျဲတဲ့အတွက်ဒေသခံနှစ်ဦးသေဆုံးပြီးဒဏ်ရာရသူတွေရှိခဲ့ပြီးဖြစ်ပါတယ်စစ်ကောင်စီကတော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်စိုးမိုးထားတဲ့နေမြေကပြည်သူတွေကို ပြစ်မှတ်ထားတိုက်ခိုက်လာနေတာပုံမထင်ရှားလာနေတယ်လို့လည်းဖော်ပြထားပါတယ်ထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ကမ်းမှာရှိတဲ့ပူလူတူစခန်းမြမအခေါ်ဖက်အန်ခရိုင် ပိုင်ကြုံမြို့နယ်တဲကပူလူတူစခန်းကိုကရင်မျိုးသားလူမျိုးတက်မတော် KNL နဲ့ပူပေါင်းတက်ကမတ်လ14ရက်မှာ အပြီးသက်သိမ်းပိုက်လိုက်ပြီလို့ Current Information Center KIC ကဖော်ပြပါတယ်ဒီစခန်းကို KNL ကသိမ်းပိုက်လိုက်ပြီလို့ပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပေမဲ့အခုမှအမှန်တကယ်သိမ်းပိုက်နိုင်တာဖြစ်ပါတယ် စစ်ကောင်စီဘက်ကအ ਨੇ ဆုံး2ဦးသေဆုံးပြီး4ဦးကိုလက်ရဖမ်းမိထားတယ်တက်ခွဲမှုအပါအဝင်17ဦးကလက်နက်တချို့ယူပြီးတောင်ရင်းမြစ်ကိုဖျက်ကူးပြီးထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလွတ်မြောက်သွားတယ်လို့ KNL တရင်22တရင်မှုဒုတိယဗိုလ်မှူးကြီးစောပလဲကပြောပါတယ်လက်ရဖမ်းမိတဲ့စစ်သားတွေနဲ့အတူလက်နက်ခဲယမ်းများစွာလဲသိမ်းဆီးရမိတယ်လို့ ဖော်ပြထားပါတယ်မွန်ပြည်နယ်ရေးမြို့အခြေစိုက်အမှတ်16ခြေလင်းတပ်ရင်းကတက်ကြွကြီးတူပါဝင်စစ်သား6ဦး MA3 တနက်တလက်ခရမ်းတွင်နေတူတော်လိုင်းတပ်တွေစီမှာခိုးလုံလာတယ်လို့ရေဘလူးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်မလာဆလီရဲ့မနေ့ပိုင်းမှာစစ်သား6ဦးစလုံးရေဘလူးအဖွဲ့စီကိုရောက်လာကြတာဖြစ်ပြီး လက်နဲ့ပါလာတဲ့တက်ကြက်ကြီးကိုကြက်သိန်း30ချီးမြှင့်လိုက်တယ်လို့တပ်ပုံမှတ်တမ်းထုတ်ပြန်ထားပါတယ်ခင်ဗျာ